မင်္ဂလာပါရှင်2025ခုနှစ်မတ်လ28ရက်မှာရွှေဖီမီရဲ့အပတ်စဉ်တောက်ကြနေ့တိုင်းတင်ဆက်ပေးနေကြရုပ်တံသတင်းစီစဉ်ကနေပြန်လည်ကြိုဆိုပြစီဒီတစ်ပတ်သတင်းတွေကိုကျွန်မကကောင်းလို့စူးစီးတင်ဆက်ပေးသွားမှာပါ နမ်တူမြောက်ကတက်တန်းကုံတဲ့ဇေဝါစားတောက်ကုံနဲ့အလကုံတွေကိုမြို့နယ်ပြည်လဲထူထောင်ရေးကော်မတီကလိုက်လံစစ်ဆေးခဲ့ပါတယ်။ MNDAA ထိန်းချုပ်ထားတဲ့လာရှုမြို့မှာရှိတဲ့ KTV နဲ့အနေခမ်းမှာ အလုံးလုံးနေတဲ့ဝန်ထမ်းတွေကိုကိုကန်တက်ရဲ့ကျမ်းမာရေးဌာနကကာကွယ်ဆေးထိုးပေးခဲ့ပါတယ်။တောင်ဒေသနမ်ဆန်မြို့နယ်ထဲကကျေးရွာတချို့မှာရွှေပြည်ဦးလက်ဖက်ရွက်စိမ်းတပိတ်တာကို၄000နဲ့စဝယ်နေပြီလို့သိရပါဗျ။ဒီတဲ့င်းတွေအပြင်တခြားတဲ့င်းတွေကိုလည်းတင်ဆက်ပေးသွားပါမယ်ရှင်။ မက်စလာ26ရက်ညနေ6နာရီခွဲဝန်းကျင်မှာတောင်တက်ထင်တွေထိန်းချုပ်ထားတဲ့နှောင်ချုံမြို့နယ်ကိုစစ်ကောင်စီကလေကြောင်းနဲ့ပုံကျဲတိုက်ခတ်ခဲ့တာကြောင့်အရက်တာလေးဦးတေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့မြေပြင်ချင်းတွေကတရှိတူရဲ့ပြောပြချက်အရတည်ရပါတယ်နောင်ချုံမြို့နယ်အိုမခါ30နဲ့ရွှေညောင်ပင်ရွာတွေကို Jet Fighter နဇီးနဲ့ဘုံ၅ကျင်းကျဲချတိုက်ခိုက်ခဲ့လို့30ရွာကအမျိုးသားလူဦးနဲ့အမျိုးသမီးလူဦးတင်ဆုံခဲ့ပြီးအိုမခါရွာမှာအရက်သားလေးဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ် အဲ့ဒီတင်းဆုံးတွားသူတွေဟာခန္ဓာကိုယ်တပိုင်းတစတွေဖြစ်သွားကြပါတယ်။နောင်ချုံမြုပ်ကိုထျံလေးထိန်ချုပ်ပြီးနောက်စီကောင်စီတပ်ဟာဘုံကျဲတပ်ခန့်မှုမကြာခဏပြုလုပ်နေပြီးအရက်တားတွေလည်းထိခိုက်တင်းဆုံးဒဏ်ရာရနေကြပါတယ်။ဒီခေတ်မှာဆလာ16ရက်ညနေပိုင်းကလည်းနှောင်ချုံမြို့ပေါ်ရှိစာတင်တိုက်ကိုဂျက်ကလေးရင်နဲ့ဘုံကျက်တိုက်ခတ်ခဲ့ရာကိုရင် အပါဝင်တေဆုံဒူစိတ်ဦးနဲ့ဒံရရတူ18ဦးရှိခဲ့ပါတယ်။ တိုင်းဒေတာနမ်ဆန်မြို့နယ်ထဲကကျေးရွာတချို့မှာရွှေပြည်ဦးလက်ဖက်ရက်စိမ်းတပိတ်တာကို၄ထောင်ကျပ်နဲ့စာဝင်နေပြီဖြစ်ကြောင်းလက်ဖက်တောင်သူတွေကရွှေပြည်မြို့ကိုပြောပါရယ်။မက်စလာတာရီယာဘက်ကစပြီးရွှေပြည်ဦးလက်ဖက်ရက်စိမ်းကိုနမ်ဆန်မြို့နယ်ကွန်ဟဲနဲ့မြို့တိကျေးရွာအုပ်စုမှာ၄ထောင်ကျပ်နဲ့စာဝင်နေတာဖြစ်ပါရယ်။ဒီနေ့ရွှေပြည်လက်ဖက်စီဟာ၄ထောင်ကျပ်ဝင်ကျင်ရပြီမဲ့ငါးစားကြုံညှင်းတက်နေတဲ့ကုန်စည်နှုန်းနဲ့နိုင်ရှင်ရင်လူထုတွေအတွက်အတွက်ချင်းမကိုက်သေးကြောင်းတောင်သူတွေကပြောဆိုကြပါရယ်။ လက်ဖက်ကိုအဓိကစိုက်ပျိုးထုတ်လုပ်တဲ့နမ်ဆန်မန်တုံနဲ့ကြောင်မဲစရဲမြို့နယ်မှာလည်းလက်ဖက်ဈေးကောင်းရဖို့လက်ဖက်အရည်တွေထိမ့်သိမ့်ဖို့ရွက်ကြံတဲ့လက်ဖက်အတုမခူးချဖို့ကိုလည်းတောင်တူတွေကြားတတိပေးပြောဆိုနေကြပါဗျ။ပြေခဲ့တဲ့နေ့ရွှေဖီလက်ဖက်ရွက်စိမ်းတပိတ်တာကို3500နဲ့3900ကြားအမြင့်ဆုံးစေးရခဲ့ပါတယ်။ တုံညာနေခွန်စစ်စင်ရဲအတွင်းတောင်တမတော်ကတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့မြို့တွေထဲမှာတရုတ်မြန်မာနယ်စပ်မြို့ဖြစ်တဲ့နှမ်ခမ်းမြို့လည်းပါဝင်ပါတယ်။နှမ်ခမ်းမြို့သိမ်းတိုက်ပွဲအတွင်းတောင်တဘက်ကကြာဆုံးသူ10နဲ့ချီရှိခဲ့ပြီးနှမ်ခမ်းမြို့တနေရမှာအာဇာနည်ဗိမှန်အဖြစ်ဂူတွင်တကြိုပေးထားပါတယ်။ဒီတဲ့င်းကိုတော့လွေးစုံမိုးကရိုက်ကူးတီးဖြတ်ပြီးကျမလွေထွေးကတင်ဆက်ပေးထားပါတယ်။စစ်သားမလုပ်လဲတေးရမှာပဲဘိန်းရှူလဲတေးမှာပဲဘိန်းစားပြီးသူများပစ္စည်းခိုးလို့ တပစ်ခံရတာထက်စာရင် အခုလိုစစ်သားလုပ်ပြီးတည်သွားတော့အဖွားလဲသားအတွက်ကိုယူဝန်တာပါတယ်ရှာမမွန်ကဒူမရဲ့အသက်20ရွယ်သားရှိတဲ့တာဖြစ်သူမိုင်းအမောင်ရဲ့လူရဲနဲ့ပတ်သက်ပြီးဂုံယူတဲ့အကြောင်းပြန်ပြောပြနေတာပါ။နှမ်ခမ်းမျိုးကိုပြီးခဲ့တဲ့2023ခုနှစ်ဒီဇင်ဘာ19ရက်မှာတောင်တမရ PSF TNRE ကတင်ပိုက်ခဲ့တာဖြစ်ပြီးမြို့တင်တိုက်ပွဲအတွင်း TNRE ရဲ့ရဲဘော်10နဲ့ချီလဲကြာဆုံးခဲ့ပါတယ်။ ကြဆုံသူတွေထဲနှမ်ခံမျိုးနဲ့မန်ကန်ကျေးရွာကအသက်20အရွယ်မိုင်းအမောင်လည်းအပါအဝင်ပါမိုင်းအမောင်ဟာနှမ်ခံမျိုးတင်တိုက်ပွဲပြီးရင်အိမ်ပြန်လာမယ်လို့မိခင်ဖြစ်သူကိုဖုန်းဆက်ပြောခဲ့ပြီးနောက်၄ရက်မြောက်နေ့မှာပဲတိုက်ပွဲအတွင်းကြာသွားခဲ့တာလို့ယာမမွန်ကပြောပြပါတယ်ကြတဲ့ညာအာညာလမ်းတူညာကြောက်ဟုတ်တယ်ဒီအော်မော်လီပါအမ်ကျော်တို့နမ်တူကနေနမ်ခေါင်းတက်လာတဲ့နေ့ပဲအဆက်အသွယ်ရတာ သူကဖုန်းခေါ်လာပြီးတာတို့နမ်ခမ်းမြောက်ပြီတဲ့တောက်ပြီးလေးထည့်ပေးပါအောင်တဲ့ဖုန်းဆက်လာတဲ့အချိန်ကလည်းတိုက်ပွဲဖြစ်နေပြီလေကျမလည်းနမ်ခမ်းမှာတိုက်ပွဲဖြစ်နေတာကိုတာတို့ကဘာလို့တက်လာလဲလို့မေးတော့တာတို့အပက်လာကူမလို့တဲ့အဲ့ဒီမှာသူရဲ့20လောက်ပဲလာနေသွားတယ်နဲသူတိုက်ပွဲမကြခင်လေးရက်မှာကျမစီဖုန်းထက်ဆက်လာတယ်နောက်လေးရက်လောက်ဆိုခွန်တောင်းမိသားရဲ့တငယ်ချင်းနဲ့အိမ်ပြန်လာခဲ့မယ်တဲ့သူပြောတဲ့နောက်လေးရက်ရောက်တော့သူတိုက်ပွဲကြတဲ့တရင်ပဲရောက်လာတော့တယ် သူရရက်လဲပြီးတဲ့နောက်လေးရက်မှာပဲစခန်းတစ်ကုန်းကိုတိမ့်နိုင်ခဲ့တာမိခင်တယောက်အနေနဲ့ဒါတယောက်ဆုံးရှုံးလိုက်ရလို့ရင်ခွဲမတက်ခံစားရပြီးမဲ့လူမျိုးအတွက်အလုတ်လောက်ရင်အသက်တွေးချွေးပေးလူသွားတဲ့ဒါဖြစ်သူရဲ့လောက်ရက်အတွက်အငဲကုံယူနေတယ်လို့ရာမမုံကပြောပါတယ်အနာပေါ်အနာတော့ပါကံပါဒီအကောညာတွေရအောင် ကျမသားလူမျိုးတက်လှုပ်လှုပ်ရင်းနဲ့တည်သွားရဲဆိုတာအလုံးသိကြတယ်။သူသားကတခိုးမလို့ဖန်ခံလိုက်ရတာသူသားကပိစားမလို့အမိုက်ပုံမှာတွားနေရတာဆိုတဲ့သတင်းတွေထက်အခုလိုလူမျိုးအတွက်အသက်ပေးလှူသွားတာကိုပဲကျင်းနေပါတယ်။မျိုးပေမဲ့ဘာမှမတတ်နိုင်ဘူးလေ။ကျမတို့တာမန်လူတွေဒီတိုင်းတည်သွားရင်ပါတမိုင်းမှတ်တမ်းမှမကြံခဲဘူးသူတို့အခုလိုစစ်တိုက်လို့တည်သွားတော့တမိုင်းမှတ်တမ်းတွေကြံခဲတာပေါ့ နမ်ခမ်မြို့တင်တိုက်ပွဲအတွင်းကြဆုံသွားတဲ့ရဲဘော်တို့ရဲ့အယူပြကိုတောင်တမတော်ကနမ်ခမ်မြို့ရဲ့တနေရာမှာအာဇာနီဗိမာန်အဖြစ်ဂူတွင်းထားပါတယ်။အဲ့ဒီဗိမာန်မှာကြဆုံခဲ့တဲ့ရဲဘော်62ဦးအတွက်အထင်မှတ်အုပ်ကို62ခုရှိနေပါတယ်။မိုင်းအမောင်လိုပဲနမ်ခမ်မြို့နယ်ဗဒန်ကျေးရွာမှာနေထိုင်တဲ့အရာခံဘူအဆင့်ရှိတဲ့မိုင်းညီမောင်ကလည်းနမ်ခမ်မြို့တင်တိုက်ပွဲအတွင်းကြဆုံသွားခဲ့တာပါ။ သူဟာလွန်ခဲ့တဲ့2013ခုနှစ်ဧပြီလကတည်းက TNA တပ်ထဲမိမိသဘောဆန္ဒနဲ့ဝင်ရောက်ကတာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီး10နှစ်ကျော်အကြာကြီးခဲ့တဲ့2023ခုနှစ်ဒီဇင်ဘာ1ရက်နေ့ကနတ်ခမ်းမြို့ရှိစစ်ကောင်စီတပ်ရဲ့စခန်းတစ်ကုန်းကိုတိမ်းတဲ့တိုက်ပွဲမှာကြာဆုံးခဲ့တာပဲဖြစ်ပါတယ် တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်းဖုန်းလိုင်းနဲ့အင်တာနက်လိုင်းပြတ်တောက်တာကြောင့်တားဖြစ်သူတိုက်ပွဲမကြခင်နောက်ဆုံးအဆက်အသွယ်ရခဲ့တာနဲ့ပတ်သက်ပြီးမိုင်းညီမောင်ရဲ့မိခင်ဖြစ်သူယာဤမြတ်ကျင်ကအခုလိုပြန်ပြောပြပါဗါဟုတ်အန်မကျော်တဲ့လေဒါသကန်အပတ်ငယ်စမီယတူတိုက်ပွဲမကြခင်တည်းကဖုန်းဆက်လာပြီးအမေတားတို့စကန်တစ်ကုန်းပေါ်တက်ရမယ်တဲ့တားတွေ့ဖျားမှာဖြောင်းနိုင်လေထွန်းပေးပါတဲ့ကျမကတားတို့ခုပဲမှာလဲလို့မေးတော့ ဒါတော့ခုလေရင်ပုံနေရတယ်။သူအဲ့လိုပြောတော့ကျမစိတ်ကလည်းရမ်းပူလာပြီ။ဖျောင်းနိုင်လည်းထွန်းပေးတယ်။ညရောက်တော့သူ့စီဖုန်းခေါ်လို့လည်းမရတော့ဘူး။အဲ့နေ့တနေ့ကဘလို့မှဖုန်းခေါ်လို့မရတော့ဘူး။နောက်နေ့မနေ့ရောက်တော့သူတိုက်ပွဲကြွားပြီဆိုတဲ့တဲ့ရောက်လာတော့တာပဲ။စေးယုံတက်နေတဲ့သူတငယ်ချင်းကညီမောင်ကြွားပြီတဲ့။ကျမအဲ့လိုကြားတော့ဘလို့မှစိတ်ပျော်တော့ဘူး။အဲ့လိုဖြစ်ဖို့ကံပါလာတော့လဲ။ ရက်လက်စွန်ကပ်ပေးယုံကလွဲပြီးကျမတို့လည်းဘာမှမတတ်နိုင်ဘူးသူတို့တက်လူကြီးကလည်းအဲ့နေပဲအိမ်ရောက်လာကြတယ်သူတို့လာတော့ကျမကတားရဲ့ရက်လယ်မှာတော့တားရဲ့ရုပ်အလောင်းလေးတော့ရအောင်ယူပေးစီချင်တယ်လို့ပြောတော့စကန်တစ်ကုန်းကမသိမ့်နိုင်သေးတော့လောလောဆယ်အလောင်းပြင်မရနိုင်သေးဘူးစကန်တစ်သိမ့်ပြီးရင်တော့သူတို့ရအောင်လုပ်ပေးမယ်ရက်လယ်မလုပ်ရင်အမိန်ပြန်နှန်းစာချဖို့နေရာမရှိဘူး အဲ့အကြောင်းသူရဲ့ရက်လယ်နေမှာသူ့ထက်လူကြီးကြီးကအိမ်ထဲမှာပဲအမိန်ပြန်နန်းစာလာချသွားတယ်မိုင်းညီမောင်ဆုံးသွားပြီးတဲ့နောက်သူရဲ့အသက်9နှစ်နဲ့8နှစ်အရွယ်တာလီနေယောက်ကိုယာယီမြကျင်တို့လင်မယားနေယောက်ကနေစာလိုက်လို့ရင်ရှာကျွေးနေရတယ်လို့ဆိုပါတယ်။အဲဆန်ပါအလူတိုးနမ်အမခိုးပါလေနီ အန်ဒဲနော်အဆောက်ပုတ်ခိုင်မှာအဲ့ဒါပါနာလူဟာတားကိုဆုံးရှုံးလိုက်ရလို့ဝမ်းနေပေမဲ့တားကလူမျိုးအတွက်အသက်သွေးချွေးပေးလူသွားတာပဲလို့စိတ်ဖြစ်နေရတယ်။အဖိုးကလည်းအသက်ကြီးပြီဆိုတော့အိမ်မှာနေပြီးမြေးလေးညောင်ကိုထိန်းနေ။ကျမကတော့နေတိုင်းနေစားလိုက်ရတာပေါ့။အနောက်ကနေကူရှာပေးမဲ့သူမရှိတော့မသွားရင်လည်းစားစရာမရှိမှဆိုရင်လေချွေးမကလည်းတားရဲ့ရက်လေပြီးရဲ့နောက်တည့်ရက်ဆို တရုတ်ပြည်ဖက်တက်သွားပြီးပတ်စံသွားရှာတယ်။သွားလိုက်ပြန်လာလိုက်နဲ့ကျမတို့ပတ်စံလာမပေးဘူး။စိတ်ကိုတရားနဲ့လာမဖြစ်ကျမယူဝနိုင်လောက်တယ်။တိုက်ပွဲအတွင်းကြဆုံသွားတဲ့တပ်တားတွေရဲ့ကြံရစ်ခဲ့တဲ့တာတမီတွေထဲမှာအသက်18နှစ်မပြည့်သေးတဲ့သူရှိရင်18နှစ်ပြည့်တဲ့အထိတပ်သားတွေရဲ့ရာထူးအလိုက်ရာရဲလာစာအတိုင်းတောင်းတပ်ဖက်ကထောက်ပံ့ပေးတာရှိပေမဲ့မိသားစုစာဝတ်နေရေးအတွက်မလောက်ငနိုင်ဘူးလို့ဆိုပါတယ်။ ဒါကြောင့်တော်လရင်တာဝန်ထမ်းဆောင်ရင်ကြဆုံခဲ့တဲ့ဒူတိုင်းရဲ့ကြံရစ်တူမေတ္တာစုဝင်တွေရည်ရှိရက်တင်နိုင်ရေးအတွက်အထောက်ပံ့ပေးနိုင်တဲ့နီလန်ရှာဖွေကြဖို့တိုက်တွန်းပြောဆိုမှုတွေလည်းရှိနေပါတယ်ရှင်ကိုကန်တက်ထင်ချုပ်ထားတဲ့လာရှိုပြည်သူစေယုံမှာစေတယောက်ကုတသူတွေကတညကိုငွေကျပ်တထောင်ခွဲကနေ9000အထိပေးနေရတာကြောင့်ရှော့ကောက်ပေးဖို့ဒေသခံတွေကတောင်းဆိုထားကြပါဗျ။ လာရှုပြည်သူစေယုံကညာအိပ်ပြီးခုတမယ်ဆိုရင်အများသုံးကြရင်အတွက်တညတတောင်းခွဲတိတန့်ခန်းတွေကတော့တညငါးတောင်းပေးရတာကြောင့်ဒေတာခံတချို့ကငွေချင်းမတက်နိုင်တာကြောင့်ကို့အိမ်မှာပဲခုတရတာရှိတယ်လို့အမည်မဖော်လို့တဲ့အမျိုးသားတို့ကရွှေပြည်မျိုးပြောဆိုထားပါတယ်။အလောက်ကန်ရှားပါလွန်းတာကြောင့်လာရှုကဒေတာခံတွေဟာငွေချင်းအခက်ခဲကြုံနေရပြီးစေယုံစရိတ်တက်နိုင်တဲ့လောက်လျှော့ပေးစီချင်ကြတာဖြစ်ပါတယ်။ လာရှိုးပြည်သူစေယုံနဲ့နီးစပ်သူတို့ကတော့တညာအိတ်တောင်ခွဲဆိုတာညာအိတ်ခမဟုတ်ပဲယောဂလာစစ်စေးပေးတဲ့ဆရာဝန်နဲ့တက်ရှင်ရဲ့အတွက်ကောက်တာဖြစ်တယ်လို့ပြောဆိုပါရတယ်။တိတခတ်တခတ်အတွက်တညာ၅တောင်ကဘာကြောင့်ပေးရလဲဆိုတာကိုတော့သူလည်းအတိအကျမသိသေးဘူးလို့ပြောဆိုထားပါရတယ်။လာရှိုးပြည်သူစေယုံကိုပြီးခဲ့တဲ့2024ဩဂုတ်14ရက်မှာစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီးရှစ်လအကြာမှာအခုလိုအခြေအနေကြုံလာရတာပဲဖြစ်ပါတယ်။ ်သက်ထိန်ချုပ်ထားတဲ့လာရှုမြို့မှာရှိတဲ့ KTV နဲ့အနေခမ်းမှာအလုတ်လုပ်နေတဲ့ဝန်ထမ်းတွေကိုကိုကန့်သက်ရဲ့ကျန်းမာရေးဌာနကပြီးခဲ့တဲ့မတ်လ23ရက်မှာကာကွယ်ဆေးထိုးပေးခဲ့ပါတယ်။ဒါ့အပြင်အသေးရောင်အတဝါဘီပိုစီပို HIV ကလာတာယောဂါဆစ်ဆေးပေးနေတယ်လို့ TB ယောဂါရှင်ရှိဓာတ်မှန်ရိုက်ပေးပြီးကလာတာယောဂါရှိသူကိုလည်းစေကုသပေးခဲ့တာတွေရှိခဲ့ပါတယ်။ ဆေးစစ်ဆေးတာတွေအတွက်ကုန်ကြစည်ကိုတော့ဆိုင်ပိုင်ရှင်တွေဘက်ကကုန်ကြခံပေးရတယ်လို့လာရှိုးပြန်လဲထူထောင်ရေးမှတာဝန်ရှိသူတို့ရဲ့ပြောပြချက်အရတည်ရပါတယ်ပြည့်တစားလုပ်ငန်းမှာအလုတ်လောက်ကင်ဒီတူတွေကိုယောဂါစစ်ဆေးပေးပြီးယောဂါပိုးတွေ့ရှိသူကိုအလုတ်ကနေနားခိုင်းပြီးယောဂါပိုးမတွေ့ရှိတဲ့သူကိုတော့အလုတ်လောက်ခွင့်၃လကတ်ထုတ်ပေးပြီးဆက်လက်အလုတ်လောက်ကင်ခွင့်ခွင့်ပြုပေးထားတယ်လို့လည်းဆိုထားပါဗျာ။ TNR ထိန်းချုပ်ထားတဲ့နမ်တူမှာတက်တန်းကုန်တဲ့စားတောက်ကုန်၊ဈေးဝါနဲ့အလောက်ကုန်တွေကိုမြို့နယ်ပြည်လဲထူထောင်ရေးကော်မတီကပြီးခဲ့တဲ့မတ်လ21ရက်ကလိုက်လံစစ်ဆေးခဲ့ကြောင်းသိရှိရပါတယ်။ဒီစစ်စေမှုဟာပရမကျင်းဖြစ်ပြီးတက်တန်းကုန်တဲ့ကုန်ပစ္စည်းတွေရောင်းချနေတဲ့စိုင်ပန်ရှင်တွေကိုအပြစ်ပေးရေးယူတာမရှိသေးပေမဲ့နောက်ပိုင်းတွေမှာတက်တန်းကုန်တဲ့ကုန်ပစ္စည်းတွေထပ်မံရောင်းချတာတွေတွေ့ရှိခဲ့ရင်အရေးယူသွားမယ်လို့ဆိုထားပါတယ်။ဈေးကကြီးတဲ့အခ လိုက်လံစစ်ဆေးခဲ့တဲ့နမ်တူမြို့မှာဈေးထဲကကုန်စွန်ဆိုင်တွေထဲမှာ2022နဲ့23ခုနှစ်ကလေးကတက်တန်းကုန်နေတဲ့စားတောက်ကုန်တွေလည်းရှိနေတာကြောင့်တင်စီသွားပြီးမိရှုဖြစ်စီပြင်မယ်လို့တရှိရပါတယ်။ဒီတစ်ပတ်သတင်းတွေကိုဒီလောက်နဲ့ပဲရန်နာခွင့်ပြုပါရှုဖြစ်မြဲအပတ်စဉ်သတင်းကိုကြည့်ရှုပေးခဲ့တဲ့မြန်မာပြည်သူပြည်သားတွေအားလုံးရှင်လန်းချမ်းမြေ့ကြပါစေရှင်။